ဖြစ်သောဓမ္မမိတ်ဆွေညီကိုမောင်မများမင်္ဂလာပါလို့ခရစ်တော်ဤနာမဖြင့်နှုတ်ခွန်းဆက်ပါတယ်ဒီနေ့မှာတော့ဖြစ်ရင်နှုတ်ခွန်းဘတော်အပြင်တမန်တော်ဝုဒ္ဓအခန်းကြီး26အပိုက်ငယ်20တပိုက်မှာလူတို့သည်နောင်တရရမည်နောင်တရခြင်းနှင့်ထိုက်တန်သောအကျင့်ကိုကျင့်ရမည်ဘုရားသခင်အထံတော်သို့ပြောင်းလဲရမည်ဟု၍ဓမ္မသက်မြို့၌ရှေးဥစွာဟောပြောပြီးလင် ယေရုရှလင်မြို့မှစ၍ယူဒာပြည်အရရ၌နေသောသူတို့အား၎င်းတပါးမျိုးသားတို့အား၎င်းဟောပြောပါ၏ပထမဆုံးရှင်ပေါလုကဒီကနေ့သက်သေခံပါတယ်နော်တမန်တော်ရှင်ပေါလုသည်တပါးမျိုးသားတွေဟာလာစာရန်ရဲ့ဘက်တော်သားအချိန်နေတဲ့ကနေဘုရားသခင်ပဲပြောင်းလဲလာဖို့နောင်တနဲ့ပြောင်းလဲလာဖို့သူသည်ဟောပြောဝေမှကျွန်တော်တို့တွေ့ရသလိုအပိုင်းဆက်ရှက်မှာ ော်အပိုင်ငယ်28မှာလဲသူဒီစစ်မှန်သောအင်းဝင်လိသတင်းစကားကိုဟောပြောတဲ့ခါမှာအာကိပမင်းကလည်းသင်သည်ဖျားယောင်းသွေးဆောင်သောအဖြစ်ငါသည် ခရိယံဖြစ်လူပြီးဟုပေါလူအားပြောဆိုလေပြောပါတယ်နော်သူဒီအရာရှိတွေအရာခံတွေ तू မသိဘူးဘုရားသခင်ရှေးခမ်းတဲ့အတိုင်းပဲလူမျက်နာမထောက်ပဲရဲရဲဝုံဝုံဒီနေ့အင်းဝင်ဂလိသတင်းစကားကို အရာရှိအကိပမင်းကိုသူဒီဟောပြောတသက်ခံတယ်။ဒါကြောင့်အဲ့ဒီဟောပြောတသက်ခံခြင်းအဖြစ်ပဲ။နော်အပိုက်ငယ်26ရက်အခန်းကြီး26ရက်အပိုက်ငယ်30နဲ့မှာဘာပြောကြလဲဆိုရင် အကိပမင်းကလည်းဤသူဒီကဲတာပြင်းဤအယူတော်ကိုခံပါမည်ဟု မဆိုမိလင်လွတ်သင့်သည်ဟုဖေတုမင်းအားဆို၏။ နော်သူရဲ့လုပ်ဖို့ဆောင်မဲ့အရာရှိတူကိုသူပြောတယ်နော်ဘာပြောကြလဲဆိုရင်ကဲတာဘင်းရဲ့အယူကိုခံရမယ်လို့သူစကားကဟာလာဟိုပြောမယ်ဆိုရင်ဟိုပြောထားပြီးသားမဟုတ်ရင်တော့သူ့ကိုလွတ်လိုက်ရအောင် ပေါ့အဲ့ဒီသဘောနောက်ဆုံးမှတမန်တော်ရှင်ဘောလို့လွတ်မြောက်လာကြတယ်ပေါ့ဒီနေ့အပေါင်းပါတယ်။ဒါကချစ်တော်ညီကောင်မောင်မတို့ဒီကနေ့မှာနံပါတ်1တစ်ချက်ကဘာလဲဆိုရင်လူတို့ဒီနောင်တရရမည်လို့ပြောပါတယ်မှန်ပါတယ်။ရောသခင်ရှုခရစ်တော်ကို 养鸡嘛，吃嘛 an.、ok oh，就那叫嘛的，别打屁叫我，就那挠大爷呀，那么得的钱。就那我看一下嘛，挠大鸭嘛，哦，就那的，快到江大了嘛，好养。哎，吃嘛，给人家鸭妈妈好朴素不着，那么的，别打屁叫我，就那那么的挠大鸭嘛。昨天阿个讲的，挠大爷比那嘛，挠大腿鸭呢，太短了，见过见啊没。挠大腿鸭呢，太短了，见说了巴累。 ဘုရားသခင်အလိုတော်ကိုဆောင်ခြင်းပဲတနည်းအားဖြင့်အဲ့ဒါအမှုတော်ဆောင်ခြင်းကိုပြောတာမဟုတ်ပါဘူးဘုရားသခင်အလိုတော်နဲ့အညီဟာလာနေထိုင်သွားလာပြောဆိုဟာလာကြင်ကြံပြုမူလောက်ကန်ဆောင်ရွက်တဲ့အရာအလုံးအလုံးကြီးဒီကနေ့နောင်တနဲ့ထိုက်တန်သော အရာဖြစ်တယ်သင်သည်စီးပွားရေးမှာရှိကောင်းရှိနေမယ်သင်သည်ပညာရေးမှာရှိကောင်းရှိနေမယ်သင်သည်ကုမ္ပဏီလုပ်ငန်းနဲ့ NGO လုပ်ငန်းမှာသင်ရှိကောင်းရှိ ရှိနေပါလိမ့်မယ်သို့တော့ င်သည်ဟာလာတကယ်ပဲလူသစ်ဖြစ်ခြင်းဆိုရင်နောင်တရခြင်းနဲ့ထိုက်တန်သောဟာလာ ခရိယံရဲ့အသက်ရှင်ခြင်းပုံသက်တွေကိုပြောတာဖြစ်ပါတယ်အဲ့ဒီခရိယံအသက်ရှင်ခြင်းပုံသက်တွေဟာနောင်တတရားရသောယုံကြည်သောသူနဲ့ထတ်ချမကွာအမြဲတမ်းတွန်တွဲပြီးသွားတာကအဲ့ဒီအရာဖြစ်တယ်အဒါဆိုမေးစရာတခုရှိတယ်အဒါဆိုဓမြကဘာမှထတ်ချမကွာခရိယံအသက်ရှင်ခြင်းထိုက်တန်သောအကျင့်သူမကျင့်ဘူးလေသူချက်ချင်းပဲကတဲ့ညင်းရတော့ ဓမြနှစ်ယောက်တွေကတယောက်နေလို့ကျွန်တော်မေးဆရာအကြောင်းရှိတယ်။ဒါပေမဲ့ဓမြသည်နောင်တတရားနဲ့ထိုက်တန်သောအချိန်ကိုသူသည်ကျင့်ဖို့အချိန်အခွင့်အရေးလုံးဝမရလိုက်ပါဘူး။နောက်ကားတိုင်းမှာသူသည်နောက်ဆုံးအသက်ဆုံးသွားတဲ့အထိပဲသက်ထွက်တဲ့အထိနော်အသက်ထွက်တဲ့အထိပဲသူသည်ခရစ်တော်တကယ်ပဲနောင်တနဲ့သူနမတဲ့သူသည်ဓမြဖြစ်ကြောင်းသူသည်အပြစ်သားဖြစ်ကြောင်းသူကုန်ခံတယ်။ဓမြတူဦးကဝန်မခံဘူး။သူသည်ဝန်ခံပြီးတော့မှ ဟုတ်လားဒီနေ့ပရတိတုမောင်မင်းနဲ့ငါအတူရှိမယ်လို့ခရစ်တော်ကသူ့ကိုဂတိပေးလိုက်တယ်။ဘာကြောင့်လဲသူတကယ်နောင်တရလို့နောင်တစိတ်ရှိလို့ဆိုတော့ကျွန်တော်တွေ့ရတယ်ဓမြတူကနော်တကယ်ပဲသူသည်ဟိုလိုက်လျှောက်ပုံရံအခွင့်အရေးမရတော့လဲသူသည်တကယ်ပဲ ပြောင်းလဲခြင်းနောင်တဆိုသူ့မှာတွေ့ရတယ်နော်ဓမြတူကဆိုတော့ကဒီနေ့နေနောင်တတရားနဲ့ထိုက်တန်သောအချင်းကိုဒွန်တွဲပြီးကျင့်လာတာနဲ့အများ တပားသူတွေကသူ့ဘာမြင်လာမယ်ဘုရားသခင်ထံတော်သို့ပြောင်းလဲခြင်းဆိုတဲ့တသက်ကိုတခြားသောသူတွေကအဲ့ဒါလိုမြင်လာတဲ့အထိသူကလှုပ်ယူတာမဟုတ်ပဲနဲ့နောင်ထနဲ့ပြောင်းလဲပြီးเนาะနောက်ပြီးတော့ထိုက်တန်သောအကျင့်သီလလိုက်လျှောက်ခြင်းနောက်တစ်ခုကဘုရားသခင်ထံ၌ပြောင်းလဲခြင်းဆိုတဲ့တသက်အပြင်သူဒီလောကမှာဘုရားဘုံတော်ထင်ရှားသောသူတို့ဖြစ်လာတယ်။ဒါကြောင့်မို့ တမန်တော်တွေဟာသခင်ရှုခရစ်တော်ကိုယုံကြည်လာတဲ့တမန်တော်တွေဟာကျွန်တော်ပြန်ကြည့်တဲ့အခါသူတို့ကယူဒအနယ်ကြီးပဲတကယ်တော့ဂျူးလူမျိုးဆိုတာအင်မတန်မှမောရှိရဲ့ပြညတ်ကိုနှစ်သက်ခုံမင်ပြီးတော့မှဆွဲလန်းအားကြီးသောသူတွေဖြစ်တယ်ဒါကိုမစွန့်လွတ်နိုင်ဘူးသို့တော့ခရစ်တော်၌သူတို့ကပြောင်းလဲလာကြတယ်နောက်မှာတော့ဖြစ်ရင်နောင်တနဲ့ထိုက်တန်သော အကျင့်တွေတကယ်တော့ကျတော့တမန်တော်တွေဆိုတာက ကောင်းသောသူ မပါပါဘူးပညာရှိတွေလည်းမပါသလောက်ပါ နော်ဒါကြောင့်အတုံးမရတော့သူများတယ်နော်အတုံးမရတော့သူပညာရှိတဲ့အဆက်ရဖို့မရေရာတော့သူဟာလာဆိုးတော့သူအဲ့ဒီလိုလူတွေကိုရွေးကောက်တာဒါပေမဲ့အဲ့ဒီလိုဆိုးတဲ့မရေရာတဲ့ဟာလာပညာမှဲ့နေကြတော့ပြောင်းလဲပြီးတာ ਨੇ နောင်တနဲ့ထိုက်တန်တော့အကျင့်ကိုသူတို့ဒီတကယ်ကိုပြတ်တာတော့ကြောင့်အန်တီအုတ်မြို့မှာသူတို့ကိုအန်တီအုတ်မြို့သူမြို့သားမယုံကြည်သူတွေကသူတို့ကိုမှတ်ချက်ပေးတာတကူကအဲ့ဒီလူတွေက ခရစ်ယာန်မဟုတ်လားနော်ပြောင်းလဲလာတဲ့ပုံသက်တွေဖျားသခင်၌ပြောင်းလဲသော ပုံသက်တွေတနည်းအားဖြင့်နောင်တရခြင်းရဲ့ပုံသက်တွေဖြစ်တယ်ချစ်တော်ညီကောင်မတို့လည်းရောက်ချစ်တော်ညီကောင်မဒီနေ့ကျွန်တော်တို့ဒီတကယ်ပဲနံပါတ်1နောင်တရရဲ့လားနော်နောင်တရပြီးအသင်းတော်မှာတကယ်ပဲပါဝင်နေတာလားနံပါတ်1ကျွန်တော်တို့ကိုကျွန်တော်တို့ပြန်လည်ဆန်းစစ်ရမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့နောင်တမရရင်ကျွန်တော်ပျက်စီးမယ်လို့ပြောပါတယ် သင်တို့ဒီနောင်တမရပါကပြည့်စည်လိမ့်မယ်ဆိုတာကဒီနေ့အကြောင်းအကျိုးညှိလို့စီလို့ပါတယ်နော်နံပါတ်1ကျွန်တော်ဒီပြောင်းလဲတကယ်နောင်တနဲ့ပြောင်းလဲတော့သူ ဟုတ်ရဲ့လားကိုကိုတကယ်ပြန်ဆန်းစစ်ဖို့ဖြစ်တယ်ဒါမှမဟုတ်ဒုစိုက်တွေမှာပဲကျင်လဲပြီးနှစ်မုံပြီးဟိုပျော်မွေ့နေသလားဒါကျွန်တော်ကိုကျွန်တော်ပြန်ဆန်းစစ်ရမယ်ဒုတိယတစ်ချက်ကအဲ့ဒီနောင်တနဲ့ပြောင်းလဲတာတဲ့ထိုက်တန်တော့အကျင့်တွေကိုကျွန်တော်တို့မှာရှိရလား ဒါမှမဟုတ်ရင်စောစောကအပိုင်ငယ်78မှာနော်တပါးမျိုးသားတို့ဒီမောင်မိုက်မှာအလင်းတို့ကူးမြောက်၍စာတန်ဤအာနာထဲမှာဖျားသခင် အထံတော်တို့ပြောင်းလဲသော အဖြစ်လို့ပြောပါတယ်ဒီနေ့တကယ်ပြောင်းလဲရလားသင်သင်မပြောင်းလဲသင်သင်တော်တာမရှိရင်သင်ပျက်စီးမှာဖြစ်တယ်ချစ်တော်ညီကိုမောင်မလည်းဖျားသခင်အထံတော်၌ပြောင်းလဲခြင်းဆိုတဲ့ဒီသုံးချက်တွေကတတရတစ်ချက်မှာကျွန်တော်တို့ ဒီအချက်၃ချက်အပြင်ကျွန်တော်တို့ကိုကျွန်တော်တို့ပြန်လဲရှင်းကျင်စရာရှိပါတယ်ချက်တော်ညီကိုမောင်ပါနော်။ဘာကြောင့်လဲကျွန်တော်တို့ကဟာလာအတန်သာပေးတက်ပြီးဟောလို့ဂီတာတလက်လို့ပေါ့နော်။တခါလေကျွန်တော်တို့ကအာငါခရင်ရမှာဟာငါယုံကြည်သူတို့တောင်ပြောတယ်ငါကဘလို့ဟာလာဝိညာဉ်စကားတွေလဲသူကထွက်ဆိုတတ်တယ်။ပြောမဆိုလောကလို့ပြောတော့တတ်ယောင်ခံပေါ့နော်။ခရင်ရန်တတ်ယောင်ခံကစားကစားတန်းဆော့တာပေါ့။တကယ်တမ်းကျတော့သူဒီအဆုံးတိုက်အောင် မသွားလိုက်ပါဘူးကျွန်တော်တို့အားလုံးကြည့်เนาะတာယောင်ကန်းတာယောင်ကန်းဆိုတော့ကျွန်တော်တို့နောက်ဆုံးမှာတကယ်ကိုဖះကိုစန့်ကျင်သွားတယ်ပုံကန်သွားတယ်ကြောခိုင်းသွားတယ်เนาะကျွန်တော်တို့သိပါတယ်เนาะအားလုံးအမည်မပြောရင်လည်းဒါမပြီးတဲ့အတွက်ဒေါက်တာပိုင်ဆိုးပေါ့အဲ့လိုပြောလို့ရတယ်เนาะသူဒီသက်ဆုံးတိုင်အောင်မတိကြည့်လိုက်ဘူးတကယ်စစ်မှန်သော နောင်တမရှိဘူးစစ်မှန်သော ထိုက်တန်သောအကျင့်သူမှာအစောပိုင်းကတာယောင်ကန်းเนาะ ဟိုပြောမယ်ဆိုရင်အဲ့ဒါလိုဟုတ်မလို့နဲ့နောက်ဆုံးမှာဘုရားသခင်ထံနဲ့တကယ်ပြောင်းလဲတော့သူမဟုတ်ဘူးဆိုတာတွေ့ရတယ်ကျွန်တော်ယုံကြည်ကိုးကွယ်သောသခင်ဟောပါသူသည်ပုံကန်သွားတယ်နောက်ကဘာတမန်ကျမ်းစာတော်များကိုပို့ဆုပ်ပတ်ဆက်တပုတ်လေလွင့်ဟာလာတလွဲတွေဟာလာစန့်ကျင်ဟာလာဖတ်ဆိုသွားတာပဲကျွန်တော်တို့ကြားရမြင်ရတာတကယ်ကို စိတ်မကောင်းစရာပါအဲ့ဒီစကားပြောတဲ့အခါမှာကျွန်တော်ကိုယ်တိုင်လည်းဟာလာသူ့လိုပဲမယုံကြည်သူဟာလာ strong ဗုဒ္ဓဘာသာမိသားစုကနေဆင်းသက်ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းခရစ်တော်ဟာလာရရှိလာတာဖြစ်ပါတယ်အဲ့ဒီလိုတော့ကျွန်တော်တို့ဒီကြောက်ပါတယ်เนาะဘာကြောက်လဲဆိုတော့ဒီနေ့ဘဲအရာနဲ့မှကဲတင်ခြင်းဘဲအရာနဲ့မှထာဝရအသက်ကိုကျွန်တော်တို့မလဲနိုင်ဘာကြောက်လဲတဲ့သခင်ရှုခရစ်တော်ကပြောတာပြောပါတယ်အချင်းလူမိုက်မင်းအသက်ဝိညာဉ်ကိုဒီကနေ့ငါရုပ်သိမ်းမယ်မင်းစုဆောင်ရှာဖွေထားတဲ့အရာတွေကမင်းကိုကဲတင်နိုင်တာမင်းရဲ့အသက်ဝိညာဉ်ဆုံးရှုံးသွားရင မင်းဤစัจ java တော့တစ်ခုလုံးနဲ့တော့မပြန်လဲလို့ရွေးလို့မရဘူးတော့ပြောပါတယ်ချက်တော်တော်မိတ်ဆွေဒီကနေ့ကျွန်တော်တို့အတ္တဝိညာဉ်ဒီတန်ဖိုးအင်မတန်မှစัจ java တော့တစ်လုံးနဲ့တော့ကျွန်တော်တို့ဟာလာဟိုမလဲနိုင်ဘူးလဲလို့မရဘူးလို့ပြောပါတယ်ဒါဆိုရင်ခရစ်တော်ရဲ့အတ္တနဲ့အသွေးဟာစัจ java လာနဲ့တော့တန်ဖိုးကြီးတယ်ဆိုတော့သင် နားလည်ဖို့ဖြစ်တယ်ချက်တော်တော်မိတ်ဆွေ ရောက်တဲ့ဒီနံပါတ်1နောင်တရှိရလားထိုက်တန်သောအကျင့်ကိုသင်မှာရှိရလားဘုရားသခင်အထာနိုင်ကိုသင်တကယ်ပြောင်းလဲရလားဒါကိုကျွန်တော်ဒီနေ့ပြန်လဲကိုယ့်ကိုကျွန်တော်အပါဝင်ကိုယ့်ကိုပြန်လဲဆန်းစစ်ရင်အတ္တတာကိုဘုရားနဲ့အတူပြန်လဲအနံ့ရင်တကယ်စစ်မှန်သောယုံကြည်သူစစ်မှန်သောကယ်တင်ရှင်ဆုကျေးဇူးတွေဒီနော်ဟိုပြန်လဲပြီးတော့ပုံသက်သေးပါပြတ်တာနိုင်သောဟာလား ူဖြစ်အောင်လို့နှုတ်ဘတော်အားဖြင့်အနေငယ်မေတ္တာဖြင့်ပြန်လဲဝေငှပါတယ်အရောက်ရှိတိုင်းဘုရားသခင်ကောင်းချီးပေးပါစေ